အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဥဒင်းမြောက်ဝေပေးခြင်းတဲ့အကြောင်းကဘာလဲဆိုလို့ရှိရင်ဗုဒ္ဓဘာသာအမျိုးအစားအကြောင်းကိုမြောက်ဝေပေးခြင်းပါလေဥဒင်းတို့ကဘာမှာဗုဒ္ဓဘာသာကလည်းသူကိုကိုယ်များတဲ့ဘာသာတစ်ခုပါပဲအဲ့ဒီဘာသာမှာလည်းဂိုင်းကနာတွေကွဲတာတွေရှိတယ်အမျိုးသားတွေရှိတယ်ပေါ့သူတန်ရန်တန်ရန်ရင်ကျင်းမှုနဲ့ပေါင်းပြီးတော့ကိုယ်ကိုယ်တဲ့ ဗုဒ္ဓဘာသာအမျိုးသားနေ့ကကွဲထွက်သွားပါလေအစကနုကတော့မြတ်စွာဘုရားရဲ့တရားတွေကိုလိုင်းနာကျင့်တဲ့ဗုဒ္ဓဝါဒပေါ့လေနောက်ပိုင်းကျမှမြတ်စွာဘုရားတန်ခါရနာတမိနောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ထေရဝါဒမဟာယာနဝတိရယာနအဲ့ဒီသုံးမျိုးကွဲတယ်ပေါ့ကွဲတာကတော့အများကြီးပဲဒီနေရာမှာဥဒင်းမရှင်းပြတော့ဘူးဥဒင်းရှင်းပြကျင်တာကအဲ့ဒီထေရဝါဒ မဟာယာနဝတိရယာနဗုဒ္ဓဘာသာပေါ့ပြီးလို့ရှိရင်ဗုဒ္ဓဘာသာ၅မျိုးအကြောင်းထပ်ရှင်းပြမယ်အခုအနာတိုင်းမှာပေါ်တဲ့ဗုဒ္ဓဘာသာအကြောင်းကိုလည်းမျှဝေပေးမယ်ပေါ့အသကနာဥမဗုဒ္ဓသက်ရှိတော်မှာဆိုလို့ရှိရင်ဗုဒ္ဓဝါဒကိုပဲဗုဒ္ဓအဆုံးအမကိုပဲလိုင်းနာကျွန်တော်ရတယ်ပေါ့နောက်ပိုင်းမြတ်သားပြပဏိတမဆံပြီးနောက်ပိုင်းမှာတုံးလာလို့မှာဦးဇင်းတို့ကတုပတ္တယဟန်ကြီးရဲ့တကားကိုကြားပြီးတော့ အရှင်မကသဘကတံဝေကရပြီးတော့တန်ခါရနာတင်တယ်ပေါ့အဲ့ဒီမှာမူတုံးခုပေါ့ထားပြီးတော့တန်ခါရနာတင်တယ်ဖျားဟောတွေကိုဘလို့တင်တယ်လဲဘလို့မူဝါဒကိုချမှတ်တယ်လဲဆိုလို့ရှင်မြတ်စွာဘုရားမဟောတဲ့မပညာတရားတွေကိုခမ်းမှမပညာနဲ့မြတ်စွာဘုရားပညာပိတာဟောပိတာတရားကို မနှုတ်ပဲနဲ့နော် မြတ်စွာဘုရားဟောတဲ့အတိုင်းပြည့်ညက်တဲ့အတိုင်းကျင့်သုံးအဲ့ဒီမူဝါဒ၃ခုကိုအခြေခံပြီးတော့တန်ခိုင်းနာတင်တယ်အဲ့ဒါကိုဥဒိနုကမထေအသက်သက်ရဲ့ဝါဒဆိုပြီးတော့ထေရဝါဒဆိုပြီးတော့တတ်မှတ်တယ်ပေါ့အဲ့ဒီမှာတန်ခိုင်းနာကတင်တဲ့နောက်ပိုင်းမှာထိတ်ခိုင်းနေမကွဲသေးဘူးနောက်ပိုင်းနှစ်တရာရောက်မှာပေါ့တိခါဘုံအသေးသားလေးတဲ့ဘုတ်ကိုအကြောင်းပြပြီးတော့ဒုတိယတန်ခိုင်းနာတင်တယ်ပေါ့ အဲ့ဒီမှာငွေကိုင်းတာတွေပါတာပေါ့လေဟုတ်လားဟိုတင်းနုကိုတိုက်တာတို့ဒါကြီးပါလာတာပေါ့တဲ့ချက်အဲ့ဒီတဲ့ချက်ကိုအကြောင်းပြပြီးတော့ဒုတိယတန်ခါယနာတင်းတယ်အဲ့ဒီကနေသာပြီးတော့ဦးဇနုကမဟာယနာမျိုးစိလေးကိုချထားပြဖြစ်သွားတယ်မဟာတန်ကြီးကြီးကိုင်းသူပြီးတော့ခွဲထွက်သွားတာတန်ခါတတောင်းနဲ့အဲ့ကစားတာ မာယာနမျိုးတွေပေါ့အဲ့ဒီမာယာနပေါ်လာတာပေါ့နောက်ပိုင်းအဲ့ဒီမာယာနကပြန်ပွားထေရဝါဒကပြန်ပွားအဲ့မှာငကိုရှင်ရင်တဲ့တိဘတ်တို့ဘူတန်တို့ကိုရောက်တဲ့အခါမှာဝတိရယာနာဗုဒ္ဓဘာသာထပ်ပေါ်လာတယ်အဲ့ဒီဝတိရယာနာဗုဒ္ဓဘာသာဆိုဘာလဲဆိုလို့ရှိရင်သူကအင်းအိုင်ခလဲတွေဓာတ်တွေဟာတာမန္တန်တွေဘယ်မှာနိုင်ရလို့ရှိရင်ဘယ်ပြည့်ကိုပြရတော့ပြီးတော့ဘုရားဟော သကလုံးလေးကိုပန်းသာသာသာဆိုမမမအဲ့လိုလုပ်တာပေါ့ဟာမမန္တရုပ်လို့ရှိရင်အပြစ်တွေပြောက်တယ်လူတွေကိုပြူသားလို့ရတယ်အဲအဲ့ဒီအယူအဆတွေရောပြီးတော့ဝဇိဒယာနာဗုဒ္ဓဘာသာဆိုပြီးတော့သမ္မာပေါ်တာဖြစ်ပါတယ်နော်အဲ့ဒါကမူရင်းထေရဝါဒရဲ့မဟာယာနရဲ့ဝဇိဒယာနရဲ့ဆိုပြီးတော့ သုံးမျိုးပေါ့နောက်တဲ့ဗုဒ္ဓဘာသာငါးမျိုးအကြောင်းကိုဟောပြချင်တယ်အတားကဘာလဲဆိုလို့ရှိရင်နံပါတ်1လာဘဗုဒ္ဓဘာသာနံပါတ်2ဖလာဗုဒ္ဓဘာသာနံပါတ်3ဘယဗုဒ္ဓဘာသာနံပါတ်4တတဗုဒ္ဓဘာသာနံပါတ်5ပညာဗုဒ္ဓဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာငါးမျိုးထပ်မံရှိပါသေးတယ်သူကလာဘဗုဒ္ဓဘာသာပါလို့ဆိုရှင်ဦးဇင်းကဒီဗုဒ္ဓဘာသာကိုကိုးကွယ်လို့ရှိရင်လက်လာပါတီစီးပွားတီနော်စီးတဲ့နေဥစ္စာတွေတိုးတက်မယ်လို့ ယုံကြည်မှုကိုးကွယ်တာကိုလာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ဖလာဗုဒ္ဓဘာသာပေါ့ကိုယ့်ရဲ့မိဘအတိုင်းအဝန်းကမွေးလို့ကိုကလည်းဗုဒ္ဓဘာသာဖြစ်တာကိုဖလာဗုဒ္ဓဘာသာခေါ်ပါတယ်ဘယဗုဒ္ဓဘာသာကကျတော့ဦးတနုကကြောက်လို့ကိုးကွယ်တာပေါ့ဒီဖျားကိုကိုးကွယ်လို့ရှိရင်ဘေးအန္တရာယ်ကလွတ်မယ်လလဘာတွေတို့ဘေးအန္တရာယ်လွတ်မယ်မုန်တိုင်းကလွတ်မယ်မိဘကလွတ်မယ်ရေဘကလွတ်မယ် သူဘီကိုကွယ်တဲ့ဟာကူကြတော့ဘုရားဘာသာကူကြတော့ဘယဘုရားဘာသာလို့ခေါ်ပါလေအဲ့ဒီတမျိုးကမကောင်းပါဘူးကောင်းတဲ့နှမျိုးလာပါပြီအဲ့ဒါကတတဘုရားဘာသာဖရာတရားတန်ခါရဲ့အကြောင်းကြီးဂုံရင်းကားကိုကိုကအသေးပင်နဲ့တီးပြီးတော့ညာနဲ့ရှင်ပြီးကိုကွယ်တဲ့ဘုရားဘာသာကိုတတဘုရားဘာသာ ပြီးရင်ကံနဲ့ကံရဲ့အကျိုးကို ပြက်ပြက်သားသားယုံကြည်ပြီးကိုကွယ်တဲ့ဘုရားဘာသာကိုတတဘုရားဘာသာအကောင်းဆုံးကတော့ပိဏဘုရားဘာသာပေါ့အဲ့ဒါကဥဒ္ဒနာရုံနာခန္ဓာရဲ့ ဖြစ်ချင်းပြက်ချင်းမမြဲချင်းတွေကိုသင်ရချင်းတွေကိုအဆိုးမြချင်းတွေကိုကွဲပြားစွာတည်တယ်အမှန်မှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ဗုဒ္ဓဘာသာကိုကြတော့ပညာဗုဒ္ဓဘာသာဥဒုံကအဲ့ဒီပညာဗုဒ္ဓဘာသာကိုတလန်းဖို့အရေးကြီးတယ်နော်အနေသုံးနေနဲ့တတဗုဒ္ဓဘာသာဖြစ်အောင်လုပ်ရမယ်ပြီးအဲ့ဒီတတဗုဒ္ဓဘာသာကနေပြီးတော့ပညာဗုဒ္ဓဘာသာကိုကူးပြောင်းနိုင်အောင်ကြိုးစားရမယ်ပေါ့ဒါကတော့အတင်လာဗုဒ္ဓဘာသာ၅မြို့ပေါ့နောက်ထပ် နဝယာနာဗုဒ္ဓဘာသာရှိတယ်အဲ့ဒါကဘာလဲဆိုလို့ချင်းဥဒ္ဓနုကအိန္ဒိယမှာတာသနာကွယ်ခဲ့တယ်ပေါ့နောက်ပိုင်းမှာတနိတ်ဖြစ်တဲ့အိန္ဒိယရဲ့ပထမဦးဆုံးဝန်ကြီးချုပ်ဒေါက်တာအမ်ဘေဒကာပထမဦးဆုံးဝန်ကြီးဒေါက်တာအမ်ဘေဒကာကနေပြီးတော့1956မှာပေါ့သူရဲ့နောက်လိုက်တင်တဲ့ဗုဒ္ဓဘာသာခံယူတယ်အဲ့ဒီမှာတနိတ်တမြင့်ခွဲခြားမှုမရှိဘူးအဲ့ဒါလို့ကိုးကွယ်တာကို နဝယနာဗုဒ္ဓဘာသာခေါ်ပါတယ်အခုနောက်တိုင်းမှာပေါ်ပို့ချနေတဲ့သက်ကျူတဲ့ဗုဒ္ဓင်းလောကီရေးရဗုဒ္ဓဘာသာပေါ့သူတို့ကကြာဘာသာအမေရိကသားလို့တာပေါ့အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်လိုလဲဆိုရင်ဦးဇင်းတို့ကရှေးဘွားနောက်ဘွားနတ်တွေကိုသူကမများတဲ့ရတွေကိုသူကပဲ့တယ်ဗုဒ္ဓရဲ့အသုံးအမတွေကဒီလောကီဘွားမှာလည်းဒီလက်ရှိဘွားမှာလည်းအကျုံးဝင်တယ်အသုံးပြုရတယ်ရွှေလိုတန်ဖိုးရှိတယ်စိတ်လိုတန်ဖိုးရှိတယ်အဲ့ဒါကိုသူတို့က ဒီဘွဲမှာအတုံးချတယ်တင်ကြရပို့ချတယ်အဲ့ဒါကိုကြတော့ဦးဇင်းတို့ကစတူလာဗုဒ္ဓဆိုပြီးတော့လေလောကီရေရဗုဒ္ဓဝါဒဆိုပြီးတော့လေနောက်တိုင်းမှာ ပေါ်နေပါတယ်ဒါကအင်မတန်ကိုဝန္ဒတရားကောင်းတဲ့အရာပါဘာသာမဲ့တွေတုံးပြီးတဲ့ဗုဒ္ဓဝါဒစတူလာဗုဒ္ဓဆင်းမနော်ဒါကဦးဇင်းတိတော့ဗုဒ္ဓဝါဒတွေကိုမျှဝေပေးတာဖြစ်ပါတယ်အကျဉ်းချုပ်ပေါ့အကျဉ်းချုပ်မှသူတို့ရှင်လေချက်တော့ရတယ်အားလုံးကိုကျေးဇူးများဤတင်ပါတယ်